ပုဂ္ဂလိကလုပ်ငန်းတွေထဲကเนาะဘာတွေလုပ်တယ်လဲလုပ်ငန်းတစ်ခုချင်းရဲ့လုံဆောင်မှုကိုဆရာမတို့စဉ်းစားမှဖြစ်ပါတယ်เนาะအဲ့တော့အဲ့လိုစဉ်းစားတဲ့အခါမှာเนาะဘာတွေဆရာမတို့ပြောလို့ရတယ်လဲဆိုရင်เนาะလုပ်ငန်းတွေမှာเนาะတဦးရိပိုင်ဆိုတာကတော့သူတဦးရိပဲပိုင်အစိုးရလုပ်ငန်းဆိုရင်နှစ်ဦးမကစုထားတဲ့အစုเนาะ ုရှင်တွေပိုင်တယ်အဲ့ဒီအစုရှင်တွေမှာเนาะများများထဲတာနဲ့နည်းနည်းထဲတာနဲ့ရှိတယ်အဲ့တော့အကျိုးအမြတ်ကိုထည့်ထားတယ်เนาะထဲဝင်ငွေအလိုက်ခွဲဝေယူရတယ်အဲ့ဒီမှာအဲ့တော့ထည့်ထားတဲ့ partnership ကเนาะရှုံးရင်ဘယ်တော့စီခံရမလဲထည့်ထားတဲ့အချိုးလိုက်ပဲအရှုံးကိုခံရမယ်เนาะ ဲ့ဒါကြောင့်မလို့လို့เนาะအစူးစားလုပ်ငန်းတွေကို ခွဲခြားပြီးတော့မှပြောပါတယ်ဘာမှမပြောထားဘဲနဲ့ဒီတိုင်းဆိုလို့ရှိရင်เนาะအစူးစားလုပ်ငန်းလို့ပဲပြောလိုက်လို့ရှိရင်ဒီအစူးစားလုပ်ငန်းကတကယ်လို့များအရှုံးပေါ်လို့ရှိရင် ပေးစရာဝင်ငွေရှိရင် အစူးစားတွေကเนาะလိုသလောက်အကုန်လုံးထည့်ရတယ်เนาะမလုံလောက်ဘူးဆိုလို့ရှိရင်တူးချင်းရဲ့ပိုင်းဆိုင်မှုကတော့မှသွားတောင်းလို့ရတယ်အကျွေးရှင်တွေက ဒါပေမဲ့အစူးစားလုပ်ငန်းမှာ limited အကတတ်ပေါ့နော် partnership ဥပမာဆိုကြပါဆို ABC limited ဆိုတဲ့အနောက်က limited ဆိုတာပါရင်ဘာဖြစ်လဲဆိုရင် အစူးစားမှာထည့်ထားတဲ့လူတွေရဲ့ပေးရတာပေါ့အကျွေးတွေဆက်ရမဲ့တာပေါ့ကဘယ်အထိပဲရှိတယ်လဲဆိုရင်သူထည့်ထားတဲ့ဝင်ငွေအထိနော်ထဲပါမယ်ဆိုလို့ပြောထားတဲ့အတိုင်းအတာတစ်ခုသာသူ့မှာပေးဖို့ရတာပေါ့ရှိပါတယ် ျွန်တော်တို့အဲ့ဒါအတူပုဂ္ဂလိကလုပ်ငန်းတွေထဲမှာเนาะတူပိုင်းတူဒီပိုင်း sole trader ရှိတယ် partnership ရှိတယ်နောက်တစ်ခုကပါလဲဆိုရင် company တွေရှိတယ်အဲ့တော့ company တွေမှာလည်းပဲเนาะ limited company ဆိုတာလေးလုပ်တယ်เนาะ limited company ဆိုတာပါလေเนาะအဲ့ဒီ company က share ဝင်စုဝယ်ထားတဲ့လူတွေကလုပ်ငန်းရှုံးရင် သူ့ရဲ့ပေးအန်တာဝန်ကဘယ်လောက်ထိပဲလဲဆိုရင်သူဝယ်ထားတဲ့ share တန်ဖိုးအထိပဲရှိတယ်